တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့တနင်္သာရီမောတောင်လမ်းပိုင်းမှာကိုလားကြော်ကြာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကနယ်မြေတိုးချဲ့က80တိုးနိုင်မှုရှည်တန်းစစ်မျက်နှာပြင်တွေမှာလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်လှုပ်ဆောင်လာနေတယ်လို့တော်လိုင်းအပူပေါင်းတပ်ဖွဲ့တွေစီကသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်ကနေ18ရက်အထိတိုက်ပွဲဆုံးဖြစ်တဲ့ကုန်သွယ်ရေးလမ်းပိုင်းကတင်ခွန်ရတဝိုက်မှာလေကြောင်းကနေကြက်ဖိုက်တာနဲ့နေစဉ်ပုံလာကျဲခဲ့ပြီးစက်တင်ဘာလ20ရက်နဲ့21ရက်တွေမှာလည်းဝိုင်တွဲလေရင်တစ်စီးကလက်လုပ်ပုံနဲ့120နဲ့80မမဘုံသီးတွေကိုအုံပြုကာ အလုံးရေ160လောက်လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဟိုမနေ့ဆက်တနာရီကစစ်မှာကသူတို့ကပြောလို့အဲ့ဝိုင်တွဲတယ်မချဘူးလဲဆိုတော့ခန်စစ်မှာကသူတို့ကျွန်တော်တို့ဒီစကခတက်တည်နေကျွန်တော်တို့တက်တည်နေအနိကဖြစ်နေတယ်လေ။အနိကဖြစ်နေတော့ကျွန်တော်တို့ကြောင်းတိုက်ခိုက်မှုမှာသူတို့လူလည်းပြန်ထိနေတယ်။အဲ့ဒါကြောင့်သူတို့ဟိုခန်စစ်ကိုမချဘဲနဲ့ခန်စစ်ရဲ့နောက်ကျောအရွာအိမ်ကြီးရှိတဲ့နေရာကိုကျွန်တော်တို့ရှိမဲ့အထင်နဲ့လာချတာဟုတ်တယ်။ အဲ့လိုကျွန်တော်မြေပြင်မှာသူတို့အနေနဲ့ဟိုတိုးတိုးမရဘူးပြေမှာတိုးတိုးမရတော့လေချောင်းပြစ်ကူအနေနဲ့သူတို့ကဆေးဆက်တိုးနေအောင်လေရင်ပြစ်ကူဟိုလေချောင်းပြစ်ကူအနေနဲ့သူတို့လှုပ်လာတယ်လို့ကျွန်တော်ယူဆတယ်ဟုတ်ကဲ့စစ်ကောင်စီတပ်ကတော်လိုင်းပပောင်းတပ်ဖွဲ့ရဲ့ခံစစ်နေရာနီးမှာလေချောင်းတိုက်ခိုက်တာတွေကိုအဓိကလှုပ်ဆောင်နေပြီးကြေးရတွေကနေနေပျက်စီးဆုံးရှုံးတာတွေရှိနေတယ်လို့ဆိုပါတယ်ကိုလာကြော်ကြတိုက်ပွဲအတွင်းထုံခါတိန်ခွန် 6နှစ်ပေါက်နဲ့တဲဖြူစားတဲ့ခြေရာတွေကဒေသခံတွေအကုန်ဆစ်ဆောင်နေကြရပြီးတိုက်ပွဲတုံးတွင်းမှာမရှိတဲ့မောတောင်တဲဖြူရာကြားကခြေရာတချို့ကတော့လိုအပ်ရင်ဆစ်ဆောင်နေထိုင်ကြဖို့ကြိုတင်ပြင်ဆင်တာတွေလုပ်ဆောင်ထားကြတယ်လို့သိရပါဗျာ။ပြည်သူတွေကတော့ပြည်သူတွေကတော့ကာကွယ်တပ်ဖွဲ့တွေရှိနေတယ်စစ်ပွဲကလည်းသူတို့အနာမရောက်သေးချင်ဆိုတော့ကြွားတိုင်းမှာပဲရှိနေကြတယ်ဒါပေမဲ့ဆစ်ဆောင်ဖို့လိုအပ်လာရင်ရှောင်ဖို့နေရာတွေကအစပြင်ဆင်ထားကြတဲ့အပြင်စားနပ်ရိက္ခာတွေလည်းစုဆောင်ထားတယ်။ရုတ်တရက်ဆစ်ဆောင်လာရမယ်ဆိုရင်တော့ ဒေသကနေတော့အခက်ခဲသိမ့်မရှိတော့ဘူးပေါ့ကျမ်းမာရေးမကောင်းဖြစ်လာရင်စေယုံစေကံသွားရမယ်လူနာတွေလောက်ပဲအခက်ခဲရှိလာမယ်ပေါ့အရင်ကနိုင်ငံရေးအခြေအနေမရှုပ်တွေးခင်အချိန်ကတနာရီပဲသွားရတဲ့ခီးကိုအခုတရက်နေတောင်မရောက်တဲ့အတွက်လန်ခီကြံ့ကြာမှုဖြစ်နေတယ်ဆစ်ဆောင်နေဟာတိုက်ပွဲမရောက်နိုင်တဲ့တောတောင်တွေထဲမှာဆစ်ဆောင်နေကြရပြီအင်တာနက်နဲ့ဖုန်းလိုင်းမရှိတဲ့အတွက်ဆက်သွယ်ရေးခက်ခဲနေတာဆစ်ဆောင်ရေးကူညီပေးနေသူတွေလည်းလမ်းမဆက်သွယ်ရေးခက်ခဲကြောင်းဆစ်ဆောင်နေရှိတဲ့နေရာကိုမရောက်နိုင်ကြဘူးလို့ဆိုပါတယ် ထိတွေ့တိုက်ပွဲတွေကြောင့်တနင်္သာရီမော်တော်လမ်းပိုင်းမှာကုန်ကားနဲ့ခီးတဲ့ကားတွေသွားလာလို့မရတော့တဲ့အတွက်ကုန်သေးယူပို့ဆောင်ဖို့ခက်ခဲတွေရှိနေတယ်လို့တနင်္သာရီမြို့နယ်ကဒေသခံတွေကပြောပါတယ်။တနင်္သာရီမော်တော်ကြားကရွာတွေမှာအရင်တုန်းကကွန်းသီးတို့တောင်ယာထွက်ကုန်တွေအများဆုံးလုကန်ကြရလေ။အရင်တုန်းကဆိုတောင်ယာသခွားသီးတို့ရွှေပြုံသီးတို့မော်တော်ဘက်ကပို့တာတွေရှိတယ်။ တနင်္လာရီဘက်ကိုပို့လဲအဆင်ပြေနေတယ်။အခုနောက်ပိုင်းကားလမ်းပိတ်ထားတော့ပို့လို့အဆင်မပြေတော့ဘူး။အဲ့ဒီတောင်ယာထွက်ကုန်တွေရွှေဖြုံသီးတို့သခွားသီးတို့ဆိုအခုဆိုဒီဘက်မှာမြင်အောင်မမြင်ဘူးတော့ဘူး။လောက်ကင်မဲဆိုရင်တော့လမ်းပန်းဆက်သွယ်ရေးအဆင်မပြေတာကြောင့်ရောင်းလို့အဆင်မပြေဘူးလေ။စစ်ကောင်စီကထိုင်းမြန်မာကုန်သွယ်ရေးလမ်းကိုအပြေးအဝထိန်းချုပ်နိုင်ဖို့အတွက်တင်ကုန်းစစ်မျက်နှာကိုအင်အားဖြည့်တင်းနိုင်အောင်တပ်သားအင်အားနဲ့ရိခါတွေနေ့စဉ်ပို့ဆောင်နေပါတယ်။လက်ရှိမှာလည်းတနင်္သာရီမော်တော်လမ်းပိုင်းကထုံခါနဲ့တင်ကုန်းကြေးရကြားကနေပြည်တော်ကို စစ်ကောင်စီတပ်ကစိုးမိုးထားပြီးရွေးကောက်ပွဲနှိမ့်လာတာနဲ့အမျှစစ်အေးရဖိအားပေးတာတွေပုံများလာနိုင်တယ်လို့တော်လိုင်းအေးပူပေါင်းတပ်ဖွဲ့တွေကပြောဆိုကြပါတယ်။ကျွန်တော်လိမ့်ပါ